ံဖြစ်နေတယ်ကားပေါ်မှာရံဖြစ်နေတယ်ရံဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးကကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ညာတီဗီဗီလာ channel မှကြိုးဆိုပါတယ်ရှင်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင် အတရက်နေ့ည၈နာရီရွှေကုန်းတိုင်းသတားစင်ကဘာကြီးဖျားလမ်းမပေါ်မှာ23နှစ်အရွယ်မင်္ဂလာတော်ကကောင်းပါလေအာရီးစားနဲ့ရန်ဖြစ်ပြီးတော့လေကိုကိုကိုကားကြိတ်ခံလိုက်တလို့လို့ကားကပဲမမြင်လို့ကြိတ်သွားတလို့လို့နဲ့ပေါ့နော်အခုသိဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ဖြစ်သွားတာကအခုဒါတွေကိုအဆအဆုံးမြင်တဲ့အဲလူကပေါ့နော်သူကအကုန်လုံးသူ့ရဲ့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အခုညီတောင်းနဲ့တင်ထားတဲ့ post ကဒီလိုတင်ထားတာ ဟိုဟာကောင်မလေးကကောင်လေးနဲ့ရံဖြစ်နေတယ်ကားပေါ်မှာရံဖြစ်နေတယ်ရံဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးကကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ညကလည်းမီးတွေကပြက်နေတော့မှောင်နေကွာအဲ့နေရကားကလည်းအရန်သွားအမြဲတမ်းသွားလာနေတဲ့နေရဖြစ်နေတယ်တဲ့အဲ့တော့ကောင်မလေးကလေကားတွေလာတယ်ဆိုရင်လည်းတုံတုံတိတ်မဖယ်ပေးဘူးလေပေကက်ကက်တဲ့ပုံစံမျိုးပေါ့ကွာအဲ့တော့ကားလာတဲ့အချိန်မှာပဲသူကကားလမ်းပေါ်လှဲချပလိုက်တယ်တဲ့ လဲချပလိုက်တယ်ပေါ့ဘေးနာပုံဝင်ကျင်ရလူတွေကလည်းလှမ်းပြီးအချိန်မီတားဖို့ကားကအမြင်နဲ့သွားနေတဲ့နေရာဖြစ်တော့မတားလိုက်နိုင်ဘူးပေါ့နော်မတားလိုက်နိုင်ဘူးအဲ့တော့ကောင်မလေးကတော့အဲ့နေရာမှာအပုံတွေကတော့တင်ထားတယ်ပေါ့ကွာနည်းနည်းဆိုးဆိုးဝါးဝါးတွေပေါ့အဲ့တော့တို့ကဒီကောင်မလေးရဲ့ပုံတွေနဲ့မှတ်ပုံတင်ကောင်မလေးရဲ့မှတ်ပုံတွေအသေးစိတ်ကိုလည်းတို့ပုံရိုက်ပြီးတော့တင်ထားတယ်ကောင်မလေးပုံလည်းတင်ထားပြီးတော့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အာတို့ကအခုညီတောင်းပြီးတော့ post တင်ထားတယ်ကွာပြီးတော့လူမှုကယ်ဆယ်ရေးအသင်းအားစေုံတင်ပေးလိုက်တယ်ကောင်မလေးကစုံသွားတယ် ဆုံးတော့အပြောချင်တာကမိန်းကလေးတွေရံဖြစ်ပြီးယောက်ျားလေးတွေနဲ့ရံဖြစ်ပြီးဆိုအခုလိုမျိုးကိုကိုကိုတတ်သေးဘိုးလောက်ထိအေးလှုပ်เสียမလို့ဘူးအခုခင်မှာလေအခုခင်မှာဘဲအကောင်ဂိုမဘဝကိုအသက်ပေးပြီးတော့ချစ်เสียဘာအကြောင်းမှမရှိမနေဘူးနော်ရှိမနေဘူးအဲ့ဒါလေးကိုလည်းနည်းနည်းစဉ်းစားဖို့လိုတယ်သိလား ကိုကဒီလိုမျိုးလှုပ်လိုက်တယ်ဆိုရင်အဲဒါကလေမတော်တဆကားကြိတ်မှုလည်းဖြစ်သွားနိုင်တယ်ဒါကကမမြင်လို့ကြိတ်သွားတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ကားသမားကတော့ထွက်ပြေးသွားတယ်ပေါ့ကွာမမိသေးဘူးအာကိုကိုတိုင်းလည်းအခုနောက်တော့ပို့စ်ပိုင်ရှင်လို့လှဲချပလိုက်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ကိုကိုရဲ့ဘဝလည်းအခုဒီလိုဖြစ်သွားပြီကိုရဲ့အိမ်ကကြံခဲ့တော့ကိုမိသားစုတွေကလည်းအကုန်လုံးဘယ်လိုပြောမလဲစိတ်ဆင်းရဲတော့ကနေကြံခဲ့မယ်အခုကြိတ်သွားတဲ့ကားသမားလည်းဒုက္ခရောက်ရမယ် ဒါတွေကိုလည်းထည့်စင်းစားရမယ်ပြီးတော့ဘာမဟုတ်တဲ့အကောင်တွေအတွက်နဲ့ကိုဘုံဟာကိုဒုက္ခရောက်မခံပါနဲ့အခုခင်ပါလေအဲသူများရေ post တင်ထားတာလေးလည်းမြင်ကြမှာပါနော်အချစ်ဆိုတာအမြဲတမ်းဘယ်တော့မှမသေးဆုံးဘူးတဲ့ဒီတယောက်နဲ့ဒီတယောက်နဲ့တူဟာဖြစ်သွားလို့လေနောက်ထပ်အချစ်သစ်တွေပေါ်လာမှာပဲကွာသိလားအဲ့တော့ကိုဘွားကိုအဆုံးရှုံးခံကိုမိသားစုတွေစိတ်ဆင်းရဲခံတဘာသူပါဒုက္ခရောက်ခံပြီးကိုဘွားကိုမစရေပါနဲ့အချစ်ကဘွားကြီးမဟုတ်ဘူး အချက်ကဘဝကြီးမဟုတ်ဘူးဒါကတကယ်မမြင်လို့ကားကျိတ်မှုလည်းဖြစ်နိုင်နေဆိုပေမဲ့တကယ်လို့သာကိုကိုကိုတကယ်ကားကျိတ်ခံလိုက်တယ်ဆိုရင်ကားသမားကအခုဒုက္ခရောက်ရတော့မယ်အနေထားမှာရှိတယ်ကဲဒီကောင်မလေးမှလည်းဘလောက်တောင်စိတ်ဆင်းရဲသောကတွေများနေလဲဆိုတာတော့တော်တော်ရသေးခြင်းလောက်အောင်စိတ်ဆင်းရဲသောကတွေနဲ့ကြုံနေရလို့လည်းဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့လောက်ဒီအချစ်အတွက်နဲ့ဘဝကိုအဆုံးရှုံးမခံနဲ့လို့ဒါလေးပြော